မရှင်မန္တလေးခေတ်တချန်နဲ့ပြန်လေးကျဆွန်လိုက်ပါရှင်ကျမတို့ channel ကနေနောက်ဆုံးရသတင်းများကိုစတင်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်နေပြီးတော့အမြန်လန်းကလေးကသရစကန်ခေတ်ကို PDF ကဝင်တိုက်ခကြောင်းတည်ရပါတယ်နေပြီးတော့တက္ကသိုလ်မြို့နယ်ရန်ကုန်မန္တလေးအမြန်လန်းရှိစကောင်းစီရဲ့လေးကသရစကန် စခန်းကိတ်ကိုတိုက်ခိုက်ခဲ့ရတဲ့စကောက်စစ်တပ်သားလူတိစုတ်ခဲ့ပြီးအရာရှိတဦးတိုင်းရရှိခဲ့တယ်လို့နေပြည်တော်တက္ကသိုလ်ရဲ့တရင်အမတ်၈၀၃ကအတိပေးထုတ်ပြန်ကြေညာထားဖြစ်ပါရယ်။နိုယမလာ၁၇ရက်နေ့ည9:45မိနစ်မှာရှန်ကုန်မန္တလေးအမြန်လန်းမိုင်းတိုင်အမတ်239မှာရှိတဲ့လေကတရာစခန်းကိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးစကောက်စစ်တပ်သားဦးတိစုတ်ခဲ့ကအရာရှိတဦးတိုင်းရရှိခဲ့တယ်လို့ဆေးရုံတင်ထားရတယ်လို့ထုတ်ပြန်ထားပါရယ်။ တိုက်ပွဲကြချင်ရနိုင်ရွယ်ခန္တာရှိပြီးပိတုကာကိုရဲ့စက်ဖက်မှာထိခတ်သူမရှိခဲ့ဘူးလို့ဆိုထားဖြစ်ပါရယ်တိုက်ပွဲမှာထိခိုက်မှုနဲ့ပတ်သက်ပြီးတိကျအတိပြုနိုင်ခြင်းမရှိသေးပါဘူးဒီဖြစ်စဉ်ကြောင့်အမြန်လန်အနောက်ခြမ်းမှာရှိတဲ့ကျေးရွာတွေကိုစကောက်စစ်တကစစ်ကြောင်းထူရာတွေလုံနေတာကြောင့်ပိတုတွေစည်ရည်တတိနဲ့နေဖို့နေပြီးတော့တကုံပီရရဲ့တရင်အမှန်ရှိရတော့ကသတိပေးချုပ်ပြန်ကြေညာထားကြောင်းသိရှိရပါတယ် ဆက်လက်ပြီးတော့ပေါ့နဲ့မြန်မြွတ်နေတဲ့စစ်တပ်ကကြေးရများကိုလင်းရင်ဖြင့်ပုံကျဲနေပြီးပြည်သူများနေအိမ်များတွင်မနေရတော့ပဲချက်ပြေးနေရတဲ့ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်မကွေတိုင်းပေါ့မြင့်နဲ့အတွင်အကျန်းဖစ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိပဲကြေးရွနဲ့နေမြများကိုလင်းရင်ဖြင့်ပုံကျဲတိုက်ခတ်နေ၍ပြည်သူများချက်ပြေးတင်ဆောင်နေရကြောင်းပေါ့မြင့်နဲ့ကာကွယ်ရေးအဖွဲ့မှကိုလာရောင်ကရောင်ခေတ္တတဲ့ဌာနချက်လို့ပြောဆိုထားပါရယ်နိုယင်မလာစနေရက်နေ့နာနေ17:25မိနစ်ခန့်တွင်တတအုပ်လေးတမတ်တက်လာတဲ့ Jet Fighter တစ်စီးကပေါ့ ောင်းမြင့်တဲ့နောက်ဖက်ချန်ရှိစေကြည်တော်ကြဝိုက်ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျက်တိုက်ခတ်သွားခဲ့ကြောင်းသိရပါတယ်။အကြံဖက်စတဲ့ရဲ့လေးချောင်းတိုက်ခတ်မှုပြည်သူများထိခိုက်မှုမရှိခဲ့တော့လည်းပဲလေးချောင်းတိုက်ခတ်မှုများချက်မှန်ပြည့်လုံလာမီကိုဆိုရင်တော့ကြောင်းဘေးလွရာကိုချက်ပေးတင်ဆောင်နေရကြောင်းသိရပါတယ်။ စစ်ကွက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းတိုက်ခတ်ခဲ့တာပါပြည်သူတွေထိခိုက်ဒဏ်ရာမျိုးမရှိပါဘူးနေအိမ်ပျက်စီးတဲ့မျိုးမရှိပါဘူးစစ်ကွက်တွေကစေကြီးတောင်းနာတဝိုက်တွေကိုကျဲသွားတာပါထိခိုက်ပျက်စီးတဲ့မျိုးတော့မရှိပါဘူးလို့ပေါင်းမြင်တဲ့ကာကွယ်ရေးအဖွဲ့မှကိုလားရောက်ကပြောဆိုချပါတယ်အလားတူမကွေးတိုင်းညံမျိုးနဲ့ဝက်ပုတ်ချအနီကိုလည်းအကြံဖစ်စတကစက်တနေချင်းပြန်ပုံကျဲတိုက်ခတ်သွားခဲ့ကြောင်းဒေတာနှင့်ပြည်သူများကရောင်းခဲ့တဲ့တဲ့ရင်ဌာနချက်တို့ပြောဆိုချပါတယ်နိုဝင်ဘာလ30ရက်နေ့မော်လ72 56မိနစ်ခန့်တွင်ပက ုတ်ကူတမတရတင်မတက်လာတဲ့စက်တလေးချင်းနစီကမြိုင်မြင့်နဲ့ဝက်ပုတ်ရွာအနီးကို၄ကျင်းပုံချဲတိုက်ခတ်သွားခဲ့ကြောင်းအကြံဖစ်စတဲ့အပုံချဲတိုက်ခတ်မှုအတွင်းပြည်သူများထိခိုက်မှုရရှိမှုမရှိခဲ့ကြောင်းသိရှိရပါသည်။ ။အဲဒီဘက်ကစစ်ခွေစစ်ကြောင်းရှိနေတော့လမ်းရှင်းပေးတဲ့ပုံစံမျိုးနဲ့လေးချောင်းတက်ခတ်သွားတာပါ။ပြည်သူတွေထိခိုက်ဒဏ်ရာရမျိုးမရှိပါဘူး။နေပြက်စီရမျိုးကျွန်တော်တို့ဆက်လက်စုံစမ်းနေဆဲပါလို့ဒီတာနေပြည်သူတွေကပြောဆိုထားပါတယ်။နှစ်တလုံးစစ်တပ်ကပေါင်မြင့်နေတဲ့မြန်မြင့်နဲ့အတွင်းစစ်ကြောင်းများစွန့်ပြစ်စစ်တပ်ကစစ်ကြောင်းထုံလာနေကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းများတွင်ပြည်စွန့်ထီးများစစ်မှုထမ်းတသားတင်များဖြင့်အင်အားရကြီးပေါင်ဝင်လာနေကြောင်းဒီတာနေပြည်သူများထံမှစုံစမ်းတရှိရတာဖြစ်ပါရယ်။ ဆက်နေပြီးတော့ ဒီမော်ဆိုမြွနဲ့ခမာရ428တရင်မှာစစ်မှုထမ်းတပ်သားတစ်တူဒရုတ်ကန်တလဲနဲ့ခရမ်းများယူဆောင်လာပြီးအလဲဝင်လာတဲ့ဆိုရတဲ့ရင်ကိုတင်ဆက်ပေးမှာဖြစ်ပါရယ်ဂရီနီပီဒီမော်ဆိုမြွနဲ့ခမာရ428တရင်မှာစစ်မှုထမ်းတပ်သားတစ်တူဒရုတ်ကန်တလဲနဲ့ခရမ်းများယူဆောင်လာပြီးအနေဝင်ရောက်ခဲ့ကြောင်းပြစ်ထုတ်ကားကိုရဲ့အဖွဲ့နေပြည်တော်မှာတာဟစ်တောင်ဝခန့်ကိုနောက်ချူကရောက်ခဲ့တဲ့တင်ဌာနချက်တို့ပြောဆိုထားပါရယ်နိုယင်မလာ9ရက်နေ့တွင်ဒီမော်ဆိုမြွနဲ့ခမာရ428တရင်မှာစစ်မှုထမ်းအပတ်စဉ်လေးမှာစစ်မှုထမ်း တာတဲ့စိုးထက်ကြောတဲ့သရုံကန်းတလဲနဲ့ခရမ်းများယူဆောင်လာပြီးနေပြည်တော်ပြည်ထုကံကိုရဲ့အဖွဲ့ပါကဖချန်တို့အလင်းဝရလာခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ထို့သောအလင်းဝရလာခဲ့တဲ့စစ်မှုထက်တာတဲ့စိုးထက်ကြောတဲ့သရုံကန်းတလဲ60မမဘုံဒီနှလုံး MA11 ကြီးပေါင်းနှစ်ပါးငါရမ96ကြီး90ကျောင်းစတရီစကားပြောစနှလုံးကျော်ယူဆောင်လာခဲ့ကြောင်း၎င်းကိုလက်ရှိအချိန်တွင် စစ်စစ်မေးမြန်းမှုများဆက်လက်လှုံ့ဆော်နေကြောင်းသိရှိရပါတယ်။ အလေးဝင်ရောက်လာတဲ့သူကမကွေတိုင်းထက်ကပါမြို့ပေါ်ကဖုန်းထွက်ဝက်ပြီးတော့အပြန်မှာကားပေါ်ဆွတင်ပြီးစစ်မှုထမ်းဖြင့်ဆူဆောင်းခံရခြင်းဖြစ်ပါရယ်မကွေဆူဆောင်းရေးဌာနသို့ခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ်အလေးဝင်ရောက်လာတဲ့သူကတော့စစ်မှုထမ်းအပစင်လေးကပါတောင်းတွင်းကြီးလက်ကျင်းရင်ခွန်ကပါသူကိုကိုပြုစုဝင်ချင်းမြဖို့ကတော့ကာကွယ်ရေးဝန်ကြီးဌာနကိုဆက်လက်တင်ပြပြီးကိုပြုဝင်ချင်းမြဖို့ဆောင်ရွက်သွားပါမယ်လို့ပြည်ထောင်ကာကွယ်ရေးအဖွဲ့နေပြည်တော်မှာတိုင်းတော်ဝန်ခံကိုနောင်ချိုကပြောဆိုထားပါတယ် စစ်တပ်နဲ့အောက်တွင်ဆက်လက်အမှုထမ်းနေတဲ့တပ်သားများအနေဖြင့်အာဏာရှင်တို့ရဲ့အကျိုးအတွင်ဆောင်ရွက်နေခြင်းကိုအများဆုံးဆွံ့လို့ရပြည်သူနဲ့ပူပေါင်းကြရန်တိုက်တွန်းလိုကြောင်းနှစ်ရှစ်အချင်းတွင်နေပြီးတော့ပြည်ထုကာကွယ်ရေးအဖွဲ့ချမ်းတို့ပဲပြောင်းခွလွတ်လာတဲ့တပ်သားစုစုပေါင်း၉ဦးအထိရှိနေပြီဖြစ်ကြောင်းသိရှိရပါသည်။ ဆန်နေပြီးတော့လောင်းလုံးမြွနဲ့ငင်းမော်ရွာတွင်စစ်တပ်နဲ့ကျောင်းရေးချုပ်ခင်များတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကနေအများကိုမိရှုဖျက်ဆီးနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။တနေ့တရီတားလောင်းလုံးမြွနဲ့ငင်းမော်ရွာတွင်အကျန်းပစ်စစ်တပ်နဲ့ကျောင်းရေးချုပ်ခင်များတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ကနေအများကိုမိရှုဖျက်ဆီးနေကြ။ဒေတာတွင်စီးရီသတင်းမြစ်ကရန်ကဲတဲ့သတင်းဌာနချုပ်တို့ပြောဆိုထားပါရယ်။နိုဝင်ဘာလ12ရက်နေ့နေ့ပိုင်းတွင်လောင်းလုံးမြွနဲ့ငင်းမော်ရွာကိုရောက်ရှိနေတဲ့ အကျန်းပစစ်တပ်ကအနီးအနားရှိကျေးရွာများကိုစစ်ကြောင်းချွင်ရန်ချွန်လာစဉ်တောင်းရင်ချက်ဖက်များနဲ့တီတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်ကျွတ်တွေ့တိုက်ပွဲတွင်မော်လဲပိုင်းတွင်ပြင်းထန်စွာဖြစ်ပွားခဲ့ပြီးချဝဲမျိုးပေါ်မှာအကျန်းဖစ်စစ်တကဟောင်းဝိဇာနဲ့နဲ့ချင်းများဖြင့်ပိကုပေးတိုက်ခတ်ခဲ့ကရေတက်မှစစ်တပ်ပေါ်များကလည်းနဲ့နဲ့ချင်းများဖြင့်ပိကုပေးတိုက်ခတ်ခဲ့ကြောင်းကျွတ်တို့တိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်စစ်ကြောင်းတွင်83နိုင်ချင်းမရှိတော့ကြောင်းငင်းမော်ရွာကိုပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်းသိရှိရပါသည် ထို့သောအကြံပေးစတဲ့စကြောင်းကငင်းမောရွာကိုပြန်လဲဆုတ်ခွာလာစဉ်ပြီးတပိုင်းနေအိမ်များကိုမိချိုဖြည့်ဆည်းတွားခဲ့ခြင်းဖြစ်ကြောင်းလက်ရှိအချိန်တွင်အကြံပေးစတဲ့ကငင်းမောရွာအကျွမ်းမှာပြန်လဲဆုတ်ခွာခြင်းမရှိတော့ကြောင်းစီးရီးကဆက်နေသိမ်းမနေဆက်ဖြစ်ကြောင်းသိရှိရပါသည် မနေ့ကတော့တိုက်ပွဲကတော့တော်တော်ပြင်းထန်ပါတယ်စစ်ခွေးတွေအထင်လာလို့ဒဝဲမြို့ပေါ်ကနေဟာဝန်စာနဲ့နေကြီးတွေခွေးတင်ပေါ်ကနေလက်နေကြီးတွေကိုစက်တက်ကိုပိတ်ခတ်သွားတာစစ်ရှောင်းပြည်သူတွေလက်နေကြီးကြီးထိမှန်ပြီးထိခတ်ဒဏ်ရာတွေလည်းရှိပါတယ်ညင်းမော်ရွာကနေနေမှလည်းစစ်ခွေးတွေကမိတွေရှို့ထားပါတယ်မြေပြင်မှာတော့အဆက်နဲ့အစည်ရင်တင်မှနေကြုံပဲ ခွေးတွေကညင်မောချက်မှာပဲရှိပါသေးတယ်။တိုက်ပွဲမှာလည်းစစ်ခွေးတွေအထင်အားများဆုံးဖြစ်ပါရယ်။စီအခြေအနေကိုတော့တက်ဆိုင်ရကျွန်တော်တက်ဖက်တွေကဆက်လက်ထုတ်ပြန်ပါလိမ့်မယ်လို့ဒေတာတွင်စီသတင်းမြစ်ကပြောဆိုထားခဲ့တာပဲဖြစ်ပါရယ်။သို့ပြင်လောင်လုံးမျိုးနဲ့အတွင်းချမ်ပစတကအင်အားချမ်းဖြစ်တဲ့နရန်ဂျဝဲမျိုးပေါ်တွင်အင်အားစုဖွဲ့မှုလှုပ်ဆောင်နေပြီးရေးချောင်းဖြင့်စင်အားလာရောက်ဖြစ်တဲ့နိုင်ကြောင်းဒေတာတွင်တရင်းမြစ်ကဆက်လက်ပြောဆိုချဖြစ်ပါရယ် ။ဆိုပါကျန်းဖက်စတက်စကြောင်းဒီနိုဝင်ဘာလ10ရက်နေ့တွင် လောင်းလုံးမြို့ပေါ်မှာညမော်ရွာကိုအင်အားအလုံးရင်းဖြင့်စကြောင်းချုံဝင်ရောက်လာခြင်းဖြစ်ပြီးကျောင်းရင်တပ်ဖွဲ့များနဲ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းလက်ရှိအချိန်တွင်အကျန်းဖက်စတက်စကြောင်းကြောင့်ညမော်ရွာမှာပြည်သူများအပါအဝင်အနီးနားရှိကျေးရွာမှာထောင်းနေချိတဲ့ပြည်သူများဘေးလွတ်ရာထွက်ပြေးသိမ်းရှောင်နေရကြတရှိရပါတယ်။ မနေ့ကတော့တပ်ဖွဲ့ကတော့တတော်ကိုပြင်းထန်နေပါတယ်စစ်ခွေးတွေအထင်းအားလို့ဒဝဲမြို့ပေါ်ကနေဟောင်းဝင်းစာနဲ့နဲ့ကြီးတွေခွင်းတဘောပေါ်ကနေနဲ့နဲ့ကြီးတွေနဲ့ကိုစက်တက်ကိုပြစ်ခတ်သွားခဲ့ပါတယ်စစ်ဆောင်ပြည်သူတွေနဲ့နဲ့ကြီးကြီးချင်းမဲ့ပြီးထိခတ်တံရတွေအများကြီးရှိခဲ့ပါတယ်ညင်မော်ရွာကနေအိမ်တွေကိုလည်းစစ်ခွေးတွေကမီးရှို့သွားခဲ့ပါတယ်မြေပြင်မှာတော့ဆက်လက်စည်ရေးတင်မာနေကြတဲ့စစ်ခွေးတွေကညင်မော်ထဲမှာပဲရှိနေပါသေးတယ်တပ်ဖွဲ့တွေမှလည်းစစ်ခွေးတွေ အထူးခိုက်များပါတယ်စီအခြေအနေကိုတော့တက်ဆိုင်ရကျောင်းလေးတစ်ဖက်သူကဆက်လက်ထုတ်ပြပါလိမ့်မယ်လို့ data twin စီရင်တဲ့အမြင်ကထုတ်ပြန်ကြေညာချခဲ့တာပဲဖြစ်ပါတယ်။ကျောင်း discipline မှာကျွန်မရဲ့ကြာနာကိုပြပါရှင်။အဘိနာစစ်မှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။